ပူတင်အောင်ဆွေးနေအောင်လားအားလုံးပဲမင်္ဂလာပါခင်ဗျာ Let's Talk the News Channel ကနေကြိုဆိုပါရစေရုရှားမြန်မာစစ်ကောင်စီကိုလက်နက်ရောင်းဖို့စီးပွားရေးရအကျိုးမြတ်ထုတ်ဖို့တာဦးတည်နေတာအားလုံးသိပါပဲဒါကြောင့်ပဲရုရှားသမ္မတပူတင်ကရင်းမြစ်နီပွဲတက်ဖို့ဖိတ်ခဲ့ပါတယ်ဒါပေမဲ့လူတန်းစစ်ခေါင်းဆောင်တန်းစစ်တော့နေရာမပေးပါဘူးဘာကြောင့်လဲဆိုတော့ပူတင်ကစစ်ကောင်ဆောင်ကိုအောက်ဆွဲတက်တက်ပဲတတ်မှတ်ထားခြင်းကြောင့်ဖြစ်တယ်လို့အများကမှတ်ချက်ပေးပါတယ်ဒီကြောင်းနိုင်ငံတကာသတင်းတွေလေးလာဆောင်ဖတ်နေသူအမျိုးသားအုပ်ပြောတာကရုရှားဆိုတာမအားလားအထူးအားကိုးတဲ့နိုင်ငံလေး ူကသာအားကိုးနေတာဟိုကတာမန်မဲ့ဆက်ဆံတာလို့သူကပြောပါတယ်။စစ်ကောင်းဆောင်မေအောင်လဟာမေလ9ရက်နေ့ညနေပိုင်းကရုရှားနိုင်ငံကိုရောက်ရှိလာခဲ့တာဖြစ်ပါတယ်။အဲဒီနောက်မေလ10ရက်နေ့မှာရုရှားသတင်းဌာနတချို့နဲ့အမေးမြန်းခံပြီးနောက်ညပိုင်းမှာကျင်းပတဲ့ရင်းမြစ်နေအောင်ပွဲ280ပြည့်ဂုံပြုကပွဲနဲ့ညသာစာပွဲကိုဆက်လက်တက်ရောက်ခဲ့တယ်လို့သိရပါတယ်။အဲဒီမှာရုရှားသမ္မတပူတင်ဟာရှေ့ဆုံးနှမ်းမှာတရုတ်သမ္မတရှီကျင်းပြင်ကိုသူ့ရဲ့ညာဘက်မှာထားတယ်လို့ဘယ်လောက်သမ္မတလူကာရှန်ကိုကိုဘယ်ဘက်မှာထားခဲ့ပါတယ်။ ဒီပုံအရပူတင်ဟာသူတို့နှစ်ယောက်ကိုဘယ်လက်ယုံညာလက်ယုံအဖြစ်သတ်မှတ်ယုံကြည်ထားပုံရပါတယ်။ဗုဒ္ဓမြတ်စွာဘုရားရဲ့ဗျာဒိတ်တော်အရာပူတင်ကိုစစ်ကြဝဠေးမင်းလို့မျက်နှာချိုသွေးကပ်ဖားထားတဲ့စစ်ကောင်းဆောင်မင်းအောင်လိုင်းကိုတော့သူ့ရဲ့အနောက်ဘက်ခြမ်းကိုပို့ထားတာတွေ့ရပါတယ်။ Kremlin နန်းတော်မှာကျင်းပတဲ့ညစာစာပွဲအတွင်းစစ်ကောင်းဆောင်နဲ့ပူတင်တို့အလို့သဘောခိတ္တတွေ့ဆုံနေတဲ့မှတ်တမ်းတော်ပုံတွေကိုလည်းစစ်ကောင်စီဘက်ကထုတ်ပြန်ထားတာတွေ့ရပါတယ်။ရုရှားရဲ့ဒုတိယကမ္ဘာစစ်ရဆိုင်မှုယမီနီအောင်ဝဲ180ပြည့်စီးပြအခမ်းအနားကို မော်စကိုမြို့မှာဒီကနေ့မေလ9ရက်တောက်ကြနေမှာကျင်းပသွားမှာဖြစ်ပါတယ်။ဒီကမ်းနားမှာစစ်ကောင်စီတပ်ကလည်းပထမဆုံးအကြိမ်ဝင်ရောက်ချီတက်သွားမှာဖြစ်ပါတယ်ခင်ဗျာ။သတင်းလေးကတော့ဒီတော့ပါပဲ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်။မြန်မာပြည်သူပြည်သားအားလုံးမင်းစိုးမင်းညစ်ပေးတဘာဝပေးစစ်ပေးတို့ကနေအမြန်ဆုံးကင်းလွတ်နိုင်ကြပါစေခင်ဗျာ။ကျွန်တော်ကိုဟင်ပါ